ကြမ်းဖြတ်လုပ်ငန်းလုပ်ကင်သူတရုတ်နိုင်ငံသား89ကိုဧပြီ25ရက်နေ့ကဝါပြည်သွေးစည်းညညွတ်ရေးတက်မတော် UWSA ရဲ့တရားရေးကော်မရှင်ကတရုတ်နိုင်ငံကိုထပ်မံလွှဲပြောင်းပေးခဲ့တယ်လို့သိရပါဗျ။ကြားဖြတ်လုပ်ငန်းလုပ်ကိုင်းတဲ့တရုတ်နိုင်ငံသား89ဦးကိုဧပြီ25ရက်ကနေဆက်ကိတ်ရှိရာမန်ကာစိတ်ကန်းကနေတဆင့်တရုတ်နိုင်ငံကိုဆက်ဆက်ပစ္စည်းတွေနဲ့အတူလွှဲပြောင်းပေးရခဲ့တာဖြစ်တယ်လို့ UWSA ကထုတ်ပြန်ပါတယ်။ UWSA အနေနဲ့ဝါကိုဝိုင်းအုပ်ချုပ်ခွင့်ရဒေတာအတွင်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုဇက်တိုက်ဖမ်းဆီးနှိမ်နှင်းမှုတွေပြုလုပ်နေပြီးငွေလိမ်လုပ်ငန်းလုက္ကင်သူအုပ်စုတချို့ကတော့နေဆက်ဂိတ်ဖြတ်ကျော်ပြီးတရားမဝင်လမ်းကြောင်းကနေတဆင့်ဝါကိုဝိုင်းအုပ်ချုပ်ခွင့်ရဒေတာအတွင်ကိုခိုးဝင်ခဲ့ကြောင်း UWSA ကဆိုပါတယ်ဝါကိုပိုင်းအုပ်ချုပ်ခွင့်ရဒေတာအတွင်းအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုတင်းတင်းကြပ်ကြပ်တားဆီးပိတ်ပင်သွားမှာဖြစ်ကြောင်း UWSA ကထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားပါတယ်။ဝါကိုပိုင်းအုပ်ချုပ်ခွင့်ရဒေတာအတွင်း အွန်လိုင်းငွေလေးလုပ်ငန်းတွေလုတ်ကင်နေတဲ့တရင်ရရှိပြီးတဲ့နောက်ဝါပြည်နယ်တရားစီရင်ရေးကော်မတီကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးအွန်လိုင်းငွေလေးလုပ်ငန်းလုတ်ကင်နေတဲ့နေရာလေးနေရာမှာတရုတ်နိုင်ငံသား82ဦးကိုဖမ်းဆီးမိပြီးမိုဘိုင်းဖုန်း300တလုံးနဲ့ကွန်ပျူတာ30လုံးတို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။အဲ့နောက်ဖမ်းဆီးရမိသူတွေနဲ့ဆက်ဆက်ပစ္စည်းတွေကိုဧပြီ25ရက်မှာဝါပြည်နယ်တရားစီရင်ရေးကော်မတီကနေဆက်ကိတ်ကနေတဆင့်တရုတ်နိုင်ငံကိုလွှဲပြောင်းပေးရခဲ့တာဖြစ်ပါတယ်။ ဝမ်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာအတွင်အွန်လိုင်းငွေလိမ်ကိုင်းတွေကိုရုံးကန်းငှားပါကအိမ်နဲ့ခြံကိုတင်ဆင်းမယ်လို့ဝမ်ပြည်သွေးစီညင်ညူရေးတက်မတော် UWSA ကဧပြီ26ရက်ကထုတ်ပြန်ထားပါတယ်။အွန်လိုင်းငွေလိမ်လုပ်ငန်းတိုက်ဖြတ်တာနဲ့တာစီရေးဆောင်ရွက်မှုတွေမှာပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုတွေလည်းလိုအပ်ကြောင်း UWSA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ UWSA အနေနဲ့ ဧပြီလပထမပတ်မှာကြားဖြန့်လုပ်ငန်းလုပ်ကိုက်သူ48ဦးမလ23ရက်မှာလည်းတရုတ်နိုင်ငံကအလို့ရှိနေတဲ့ကြားဖြန့်ခေါင်းဆောင်နှုတ်နဲ့တရုတ်နိုင်ငံသား16ဦးတို့ကိုတရုတ်နိုင်ငံကိုလွှဲပြောင်းပေးခဲ့တယ်လို့သိရပါဗျာ။